မေမင်္ဂလာပါအခုနောက်တက်စင်ဒီဟာလေးကိုချိညက်မထိုးခင်ဒီဖက်နှက်အပေါက်ဖောက်တာလေးပြပြပေးမယ်နော်ဒီဒီဟာလေးဆိုပြိုက်ကလေးခံထားတယ်ဒီပြိုက်ကလေးတွေဝယ်ရမယ်နော်ပြိုက်ဒီဟာလေးအရှိမလေးပြောထားဘူးတယ်ပြိုက်ကလေးတွေဒါကိုချီတောက်ညက်ရင်မမတိတ်တိတ်လေးဖြစ်နေဖို့တော့ဒီမှာကိုချီတောက်နဲ့အစင်ပြေတလောက်အပြင်မှာလည်းဖက်နှက်ဆိုင်ဒီမှာလည်းတွေ့ဖို့မှာပါနော်ဒါလေးလို့တက်လောက်လေးဖြတ်ထားဒီပြိုက်ကလေးလို့မယ် ပြီးတော့ပြီဆိုရင်အခုဖနက်ဖောက်တောင်ပြမယ်ဖနက်ဖောက်ဖို့အတွက်ဆိုလို့ရှိရင်နေထိတ်ကနေကြည်လိုက်လက်သုံးလုံးကျန်ရမယ်လက်သုံးလုံးတကယ်လို့လေဖနက်ဆိုင်ကသေးတယ်ဆိုင်အသေးလေးတွေဆိုရင်လက်နှလုံးကြော်ကြော်လောက်တော့ကျန်ရမယ်เนาะအဲ့လိုမျိုးထိတ်ကနေဆိုရင်လက်သုံးလုံးဒီဘေးကနေတိုင်းလိုက်လက်နှလုံးအနည်းဆုံးထားပေးရမယ်အပေါ်ကသုံးလုံးဒီကလက်နှလုံးဆိုတဲ့ခါကျတော့အခုဒီမှာသုံးလုံးနှစ်ရလက်သုံးလုံးအတိုင်းဒီဘက်ကလက်နှလုံးထားကြည့်ထားကြည့်လိုက်ရင်အခုဒီနေရာလေးပေါ့เนาะဒီနေရာလာကြတယ်အဲ့ဒါလေးကို ဒီမှာခုဒါဖဏဖောက်တဲ့အတန်ဖဏဖောက်တဲ့ဗောနော်မိန်ကလေးစီဖဏဖောက်တဲ့သူက site တည်းမျိုးစုံလာတယ်ဂဒီပါတွေတုံးလို့ရှိရင်လည်း site ကတမျိုးဗောနော်ကိုကြိုက်တဲ့ site ကိုတုံးလို့ရတယ်ဒီချက်ဒီအသေးလေးပဲတုံးလာတယ်ဟိုဒီမှာထဲမဟာနဲ့အနေတော်လောက် site နေနော်အခုဒါလေးကိုဒီမှာနှာထားထားလိုက်တယ်ထားပြီးဝင်သူ့တူလေးနဲ့တစ်ချက်နှစ်ချက်လောက်ထုတ်လိုက်လို့ရှိရင်ဒါလေးကပေါက်သွားမှာပေါ်နေတူနဲ့တစ်ချက်နှစ်ချက်လောက်ထုတ်လိုက်လို့ရှိရင်ဒါဆိုဒီမှာသူအပေါက်ကလေးဖြစ်သွားပြီ။ နော်အပေါင် site တွေကတော့ကိုကြိုက်တဲ့ site ကိုသုံးလို့ရတယ် site မျိုးစုံရှိတယ်နော်ဟမ်ပောက်ကလေးဖြစ်သွားရင်နော်အဲဆိုလို့ရှိရင်သူ့ကိုဒီချီညက်သေးကျိုးလေးယူတာလေးပြပေးမယ်ချီညက်သေးကျိုးယူဖို့အတွက်ကိုအခုဒီမှာဒီချေတို့ဒီလိုမျိုးလေးဖက်နှက်ကိုလေဒီလိုမျိုးလေးကင်လာလိုက်ကိုထိုးထားပြီးသားဒီအလေးတွေတို့ဆူလိုက်အလေချိန်တာ အလေကြတဲ့နေရာနေဖနက်ကအလေအနေမှာဒီချေတို့ထွက်ထားတာမို့လို့လေအဟိုဘက်နဲ့ဒီဘက်နဲ့တူအောင်ခြေရမှာအဲ့လိုလုပ်ပြီးွားပြီဆိုလို့ရှိရင်အလေဆိုတဲ့နေရာလေးကိုထိုးမယ်ဒီမှာအလဲချိန်နာတဲ့နေရာနေခြိကင်နီးနဲ့ကင်မယ်နော် ခိုင်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာသူ့ကိုကျဆံမီဒီတိုင်တူရဲ့အောက်ထဲကနေပြီးတော့ခြေကိုအတွင်းနဲ့ကိုချိန်ထည့်လိုက်မယ်။အင်းနော်အတွင်းနဲ့ကိုဆွဲထည့်လိုက်။ဆွဲထည့်ပြီးသွားပြီဆိုလို့ရှိရင်သူ့ကို အတိုင်းလုပ်သလိုပဲခြီးမယ်ကျိုးလေးခြီးခြီးပြီးသွားပြီဆိုလို့ရှိရင်ဆက်တော့မယ်เนาะကျိုးနှစ်ချက်လောက်တင်းပြီးကျင့်နေအောင်ခြီးပါခြီးပြီးသွားပြီဆိုလို့ရှိရင်သူဒီကနေမှဖုန်မီးလေးတွေထိုးပါမယ်ညနေမှာဖူမီ7ခုယူမယ်တဲ့ နဲ့ဟိုခြေကွေးခြေကွေးရတယ်အဲ့ဆိုပြန်ဖြီးပြန်ထိုးနော်နှစ်ချက်သုံးချက်နေချက်ငါချက်ခြောက်ချက်ခုနှစ်ချက်ရှစ်ချက်ဟိုချက်စေချက်စတချက် 17ချက်ရပြီဆိုလို့ရှိရင်ဒါ17ချက်ကဒီချီအပေါ်ချီကုံပေါ်မှာရှိမဲ့ဟာပြီးနောက်ထပ်6ချက်ကိုထပ်ယူမယ်6ချက်ကဒီဖက်နှက်အောက်ဘက်ကိုဆင်းသွားဖို့အတွက်နောက်ထပ်ဖွင့်ပြီး6ချက်ထပ်ယူမယ်ပထမ17ချက်ယူတယ်เนาะပြီးနောက်ထပ်6ချက်တဲ့ね3 4 5 6 7 8 9 shit ကိုကိုထိရပြီဆိုလို့ရှိရင်သူ့ကိုအဲ့ဒီကိုချက်ကိုတိုင်တူထိုးမယ်ကိုချက်ကိုထိုးတဲ့ခါကျလို့ရှိရင်ပထမဒီချေရှိမှခြေကန်တင်လာသလိုပဲကိုကူးမြောက်ကစမထိုးရဘူးရှစ်ခုမြောက်ကစထိုးရမယ်တိုင်တူอ่ะအဲ့ခါကျတော့ရှစ်တိုင်ပဲကျင်းမယ်เนาะအောက်ကိုဆွဲချဖို့အတွက်ကိုဒီချေတို့ကိုကူးယူတယ်လို့ပြောထားတယ်ဒါပေမဲ့ပြန်လှည့်ထိုးတဲ့ခါကျရင်ပထမဦးစုတိုင်မထိုးတဲ့အတွက်ကြောင့်မို့လို့တိုင်တူလေးရှစ်တိုင်ထိုးပါမယ်တတိုင်း နှစ်တိုင်၊ရှစ်တိုင်ထိုးမယ်နော်။ခုနှစ်တိုင်ရှိပြီ၊ရှစ်တိုင်ဆိုထိုးမှာဆိုတော့နောက်တစ်ပိုင်းထပ်ထိုးမယ်။အဲဆိုရင်တိုင်တူရှစ်တိုင်တိုင်တူ၈တိုင်ရပြီဆိုလို့ရှိရင်အခုဒါခဏအောက်ကိုဆင်းသွားမဲ့အတွက်ရပြီဒီအပေါ်ကခြေပမိုးပေါ်ကကျိုးလေးအတွက်ကကြတော့ဒီကျေတော့၁၁တိုင်ယူထားတယ်လေနော်အဲ့ဒီ၁၁တိုင်ကိုလည်းတပေါက်တိုင်ထိုးမယ်ဒါပေမဲ့တိုင်တူမဟုတ်ဘူးတိုင်လက်ထိုးမယ်တိုင်လက်ထိုးတတ်တယ်နော်တရည်အရင်ရေးရမယ်ပြီးွားရင်ကျစံမီအချိန်လေးကိုထည့် ကြံနေတဲ့စက်တန်တန်ဖုံးမှာနော်ဆွဲတင်မယ်၃ဂျိုးရှိတယ်အဲ့ဒီ၃ဂျိုးစလုံးကိုရစ်ပြီးတော့ထုတ်လိုက်လို့ရှိရင်အဲဆိုရင်တိုင်လက်တစ်တိုင်ရပြီတိုင်လက်ကစက်တန်တန်ထိုးရမယ်ဒီတိုင်းမဲ့ရစ်မယ်ရစ်ပြီးဝပြီဆိုတော့မှအပေါက်သေးကိုထည့်မယ်ချီယိုလန်းယူဆွဲတင်မယ်၃ဂျိုး၃ဂျိုးစလုံးရစ်ပြီးတော့ထုတ်မယ်နှစ်တိုင်ရှိပြီဆက်တတိုင်းထိုးရမယ်တပေါက်တတိုင်းဒီကိုရအောင်ထိုးပေးမယ်နော်ဒီချဲကို ၎င်းတတိုင်းနဲ့ဖို့ဆက်တတိုင်းမြောက်ကိုရောက်လာပြီးကျိုးရအရင်တိုင်နဲ့နဲ့ထိုးလာနော်အအရင်ရောက်လာပြီးွားပြီဆိုလို့ရှိရင်အခုဒီမှာဒီချေတို့သူ့ဒီဘက်အချင်းကိုလှည့်ပြီးတော့ဒီဘက်မှာရှိတဲ့ဒီမှာဟိုဒီမှာဒီချေတို့ပထမဆက်ဆက်ချင်းယူလာတဲ့ဟာဒီဟာနော်သူ့ရဲ့ဘေးနောက်တစ်ပေါက်ကိုဝင်ပြီးတော့ရှက်ကော်နဲ့ဆက်လိုက်မယ်ဒီဟာလေးကို ချက်ကုန်နဲ့နှမ်းပြီးတော့ဆက်လိုက်ပြီဆက်အားဆိုလို့ရှိရင်ရပြီဒါချက်ကုန်နဲ့ဆက်လိုက်တယ်နော်ပြီးွားပြီပြီးွားပြီဆိုလို့ရှိရင်အခုဒီမှာသူ့ဒီကျိုးလှန်လိုက်တယ်နှမ်းပြီးဒီကျိုးအောက်တက်တက်မှာလဲတတိုင်းတော့ ရှက်ကောနောက်တစ်ချက်လောက်ထပ်ယူမယ်ဒီကျိုးရဲ့အောက်တက်တက်မှာအမှန်မယူလဲရနော်ခါလိုက်လို့ပဲရှက်ကောတစ်ချက်ယူပြီးွားပြီဆိုလို့ရှိရင်အစားတက်ပြီးတော့ခြီကိုဟိုခြီဖြတ်ပြီးခါလိုက်လို့ပဲအစားလိုက်ဖြောက်လိုက်ရင်လည်းရတယ်နော်ဒါပေမဲ့ဒီချက်ပိုခိုင်ရင်လို့ဆိုပြီးတော့လေဒီရဲ့အောက်ထဲမှာနောက်ထပ်ရှက်ကောလေးနောက်တစ်ချက်ထပ်ယူမယ်ဒါအောက်ဘက်မှာယူတာဆိုတော့ဘာမှမဖြစ်ဘူးချက်ကောနောက်တစ်ချက်ယူလိုက်ပြီအဲ့ဒါပြီးသွားပြီဆိုရင်ခါတိုင်းလိုပဲသူ့ကိုဖြတ်မယ် ဖြတ်ဖြတ်ပြီးကျိုးဆွဲထုတ်လိုက်နော်အဲဆိုလို့ရှိရင်ရပြီဒါပြီဆိုလို့ရှိရင်ခုဒီမှာကျိုးကဟိုဘက်တစ်ချောင်းဒီဘက်တစ်ချောင်းအစာတစ်ချောင်းနည်းဒီဟိုဘက်တစ်ချောင်းဒီဘက်တစ်ချောင်းရှိနေတယ်အဲ့ကျိုးတစ်ချောင်းစီရှိနေတဲ့ဟာကိုအစာဖြောက်တဲ့အကလေးနဲ့လိုက်ပြီးတော့အစာဖြောက်မယ်ဒီကျိုးကဟိုဘက်ကိုသွားဒီဘက်ကျိုးကဒီဘက်ကိုသွားပေါ့နော်အဲ့လိုမျိုးအစာဖြောက်လိုက်ပါမယ်ဟိုဒီမှာဒီချေတို့ထိုးတာတိုင်တူလေးတွေလေတိုင်တူတွေရဲ့ဂျားလေးကိုပဲတစ်ပေါက်တစ်တိုင်စီ တက်လိုက်စင်းလိုက်နဲ့နိုင်ပြီးထိဝါလဲရတယ်ဒါမှမဟုတ်အနောက်ဘက်မှာတိုက်တွဲကြတဲ့ခါတိုင်းလို့သူတို့ပဲလေဒီလိုချီအတွင်းနဲ့ဖြောက်လဲရတယ်နော်ကြိုက်သလိုအစာဖြောက်ပါကိုလက်ကအာတန်တလို့အဆင်ပြေလို့ဖနာရဲ့အောက်ဘက်ဖြစ်နေတော့လေအာမတန်မှုဆိုရင်အဆင်ပြေတယ်လို့လေလို့တရားနဲ့တရားအာတန်နိုင်ခြင်းတိတ်မတူကြအောင်နော်နော်ကိုအာတန်တလူလေးတော့ခုဒီမှာတက်လိုက်ဆင်းလိုက်နဲ့အဲ့လိုလိုသွားလဲရတယ်လို့ခုနတည်းချက်ပြောတာတပေါ်မပေါ့ပါဆိုလို့နော်ခုဒီမှာအောက်မှာတိုင်တူလေးတွေရှိရယ်လေကိုထိုးထားတဲ့တိုင်တူလေးဂျားလေးကို ဖနက်တီအောက်ခုံမှာအစာတတ်တယ်လို့ပဲဒီမှာကြားတဲ့ဒီလိုထိုးထည့်ပြီးတော့ဆွဲထုတ်အပြင်ဖြတ်လိုက်ရင်လည်းရတယ်နော်အာကိုကြိုးကြံသေးတယ်ဆိုတော့ခလန်းလိုက်လိထီပို့သွားမယ်ဒီဘက်ချမ်းလည်းအဲ့လိုပဲဒီဘက်ကိုလာပြီးတော့ဖြတ်လိုက်မယ်နော်ဒီထီကိုအရင်လုပ်ပေးပါနော်အားလုံးပဲအဆင်ပြေကြပါစေ